အဲအာနာရိဖိဇန္တာတဲ့အမိန်ကိုမနာခံဘူးဒီလိုဖြစ်လာတယ်နော်အဲ့ဒီမှာဘာဖြစ်လာတယ်လဲဆိုသူရောကိုရောပရိသတ်ကြီးလူကြီးကများ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 လာတော့တတိုင်းသုံးတက်တိုးခတ်ပြီးတော့စာနာရိတ်ခါကမလုံလောက်ဘူးအဲ့ဒီတဲ့ဆိုတာကလူတိုင်းလူတိုင်းကပရိသတ်ရဲ့အလိုကြီးပြနေတာမဟုတ်လားရှိတယ်လူကလည်းပို့လို့ချင်း မရှိတဲ့လူကလည်းပဲရှိဖို့ကြိုးစားဘယ်လိုနည်းနဲ့ရရပရိသတ်ရရရင်ပြီးရောဒီလိုမဟုတ်လားခိုးလို့ရရပွက်လို့ရရလူလို့ရရဘာလို့ရင်လဲနေဟန်နဲ့ငတ်ပြညွန်ပြလို့သေသေးငါရပြီးရောဒီလိုမဟုတ်လားအဲ့ဒါလောဘတွေကြီးလာတာမဟုတ်လား အဟိုလူကြီးရင်နဲ့ကြည့်လိုက်တော့လေဟိုလူရင်နဲ့ကြည့်လိုက်တော့လေဟမ်ဟိုသီလရှင်ရင်နဲ့ကြည့်လိုက်တော့လေဟိုဘုန်းကြီးရင်နဲ့ကြည့်လိုက်တော့လေဟာဝေသာလီလောဘတွေကြီးလာလောဘတွေအာကောင်းလာကြသလို တောင်းဆိုတာမရရင်ပရိသတ်ရေဒေါပွားပြီမို့လားဒီတော့စာနာစိတ် မေတ္တာစိတ်တွေရှိသေးလားမရှိပါဘူးခင်ဗျာမရှိတော့ဘူးလူတိုင်းလူတိုင်းရဲ့ယင်ထဲကအပူတွေဟာအခိုးပြန်ပြီးတယောက်ကူနှစ်ယောက်ကူလေးယောက်ကူရှစ်ယောက်ကူအပူတွေစုလာတော့အဲ့ဒီအပူကိုအငွေ့တွေကကောင်းကင်တက်ပါရောကောင်းကင်တက်တော့ဟိုကောင်းကင်မှာမိုးကိုဖြစ်စေမဲ့အိုဆုံးလာအေးတတ်တွေကုန်ကွယ်ပြောက်ဒီလိုဖြစ်လာတယ်နော်ຢາစီဥရုတွေမှန်သေးလား မမှန်တော့ဘူးတဲ့ဒီအခါပြိဿာကြီးကောက်ပွဲသီနာစားစရာရိတ်ခါတွေလူအပ်တဲ့လူဥယျာဉ်နဲ့ရိတ်ခါမျှသေးလားရေလည်းမမျှတော့စားစရာသီနာလည်းဒီတော့ဝိသလီဘာဖြစ်လာသလဲဆိုတော့စိုက်ပြူးသမျှသီနာပင်ဟာအယိုးကျန်တယ်တဲ့ ဒါကိုဒုဗိခာနော်ဒုဗိခာကိုအဲ့ဒီလို ဖွင့်လိုက်တော့ဘုရားစဉ်းစားတယ်อืมစိတ်ပြုသမျှသိနံရိခာရိပြည့်စည်ပြီးတော့စမ်းစရာရှားပါလို့ဝေသာလီမှာငံ့ဖို့ခေါင်းပါပေးစိုက်တယ်တဲ့ဒါသူ့အဖြစ် ကိုမသိလိုက်ဘူးအခုကိုလူတွေကပြောမယ်ဘုန်းကြီးဟာတပည့်တော်တို့ပြင်တသိက ဘယ်နှသီးလဲနှစ်သီးနှစ်သီးစားကသုံးသီးစားတစ်နှစ်တည်းကိုဘယ်နှခါရမလို့စပားတွေတောင်းပုံရဘုံသုံးသီးစားစိုက်နေတာဘုန်းကြီးကတစ်နှစ်တည်းသုံးခါရတာဒုဗ္ဗခန္ဓာရဆိုတာဒီအသုံးဟာတပည့်တော်တို့နိုင်ငံမှာတပည့်တော်တို့မှာမလိုအပ်ဘူးပြောလာပြီနော်ဒီတော့ဒုဗ္ဗခဆိုတာဘာလဲ သံသရာရိခာပြီးနံတွေကတော့ကိုလူရဲ့စဘာလဲထွက်တာပဲစီလဲမရှိဘူးလားဆံမရှိဘူးလားစီကောမြို့တဲ့သွားဈေးထဲမှာရောသီးနံတွေမရှိဘူးလားဟင်းဒီဟင်းရွက်ဒီဈေးသက်တာရဲ့အေးဒုဗ္ဗေခဆိုတာဒါလဲယူရမှာနော် ဒီတော့ကုံသေးနှုံမြင့်မာနာရင်လည်းပဲပရိသတ်ရေဒုဗိခလို့ယူရမယ်ဒါလေးပြောချင်တာဒုဗိခဒုဗိခဆိုတာဆန်းစီဆန်းငရုတ်ကျက်သွန်ပဲငပိရှာမရတာမဟုတ်ဘူးကိုလူရေရှိတယ်စားเสียပေါ်တယ်ဒါပေမဲ့ကုံသေးနှုံကမြင့်မာလာကိုယ်သေးနှုံကမြင့်မာလာတော့စားเสียအတွက်လုံအားနဲ့ပေးဆက်နေကြတဲ့လူတွေ လွယ်ရလားမလွယ်တော့ဘူးဒါကြောင့်ဒုဗ္ဗခကာလေဒုက္ကတမနုဿပဋ္ဌမံကာလံကရွန်တိဒုဗ္ဗခကာလေစိုက်ပျိုးသမျှသိနှံလေစိုက်ပျိုးတိုင်းမဖြစ်သေးနံလေးပြေထုံးခဲ့တော်လည်းပဲ ဝေါ်နဲ့အမမြန်အောင်ကုံစင်းလုံးနဲ့မြင်မှပြီးတော့လာခဲ့ပြီဆိုရင်ဒုက္ကတမနုဿံတနေ့လုံးမှတနေ့စားရတဲ့လူစင်းရဲ့သမာဓိသည်ပထမအရင်ဆုံးကာလကရွန်တိသေတတ်ပါပေ၏။ဘာဖြစ်လို့လဲ။ကုံစင်းလုံးမြင်မှလို့ဒီလိုပြောကြဆို။ဘုန်းကြီးတို့အောင်ပွင့်လေတကြောရန်ကင်းတောင်ထိတ်ကနေကြီးလိုက်ရင်လေ တော့ကြစိမ့်လာပြန်ပြီဝါပြန်ပြီရိတ်ပြန်ပြီရေတွေဖိုးဖွေးလောက်ပြန်ပြီစိုက်ပြန်ပြီစိမ့်ပြန်ပြီဝါပြန်ပြီဘဏသီးစတနှစ်ထက်3ခါရပိုးကူပိုးရမှာကဲခုပိုးသလားကျတော့ငယ်ငယ်တုန်းကဆန်တပီတမငါမှုသုံးမတကြငါမဒီလိုနော်62ဒေါ်လာရေးဆိုရတဲ့60ခွန်60ရေး ဆန်တပီခုနှစ်ကြက်ဖြစ်တာမို့လားမိတယ်နော်ပွဲကွန်ကလူတွေဟောခုနှစ်ကြက်ဖြစ်တော့မြို့ရဲဆန်ကိုပျောက်သွားတာပဲ80ရက်ရောက်တော့ကိုလူရဲ့ဆန်တပီဘယ်လောက်အစိမ့်60ကွန်68တုံးကခုနှစ်ကြက်ဒီလိုနော်တော့ဒီနေ့ကလေးတွေလူငယ်တွေအပြည့် မလေးဘုန်းကြီးနဲ့နော်ဘယ်ရှိတုန်းကစကားတွေပြောနေပါလိမ့်မဝေးသေးဘူး60 68ကြာတော့စံတပီဘယ်လားအခုဘယ်နှစ်ခုတော့နှစ်ထောင်စံတပီဘယ်လောက်တော့ဟမ်ပြောဟဲ့မလေးဒါအကောင်းကြီးမဟုတ်သေးဘူးနော် ဟမ်နောက်တစ်ခါလူပြန်ဖြင့်စံတပီ9000ဖြစ်မဲ့တာအောင်းမေးပါပေဖို့ကပြန်ထားဟုတ်ပြီလားကုံသွင်းတော့ကတက်လာပြီးပြန်ကြတယ်ဒါကုလူတွေကိုတွေ့ပဲနော်အဲဒါလောက်တော့မဖြစ်သင့်ဘူးဟဲ့လို့ဘယ်သူကများချပေးလို့လဲဟမ် ဒီတော့ကိုလူရဲ့အရှိယာနဲ့ရှိသောအနောက်ယာနဲ့ရှိသောမြောင်းယာနဲ့ရှိသောတောင်ယာနဲ့ရှိသောကုံစင်းတို့မေတ္တာနဲ့သာချားကြ။ဟုတ်ပြီလား။ဒါကိုပြောရသေးတယ်။အခုဝါရွန်းရောက်ပြီမဟုတ်လား။ဝါရွန်းရောက်ရင်ဥပုံနေဆိုရင်မလုပ်ရမယ်။စူးစမ်းစောင့်ကြနော်။ဥပုံနေဆိုအထူးပရိစိတ်ကြပရိယောကြမေတ္တာတွေပို့ကြ ဓမ္မစကြာတွေဝတ်သိနေမရှိဘူးလားဟေးတလတစ်ချိန်တော့ကိုတိုက်ဖိတ်ပြီးတော့ပိဋိတိယဓမ္မစကြာတွေယဟောကိုကဒုဒုံနာတယောတသိပြုနာဒါလေးတွေလုံးကြမှာဗောတို့ဓမ္မစကြာတွေကလည်းကြိုးစားပြီးယွနော်ပြောရဦးမယ်ဓမ္မစကြာတွေဓမ္မစကြာကလည်းဓမ္မစကြာနဲ့တူအောင်ဆင်ကြလေကွယ် ဓမ္မစက်ရာဆိုပြီးတော့လာဥချလို့များသွားမော့မကျင်းနဲ့ဖြူဆိုတော့ပြောသလိုပဲချက်တို့อยู่ပေါ့လေလေးတော့စိနေအောင်ဝတ်ခဲမှာပေါ့ဒီကြားတဲ့ဓမ္မစက်ရာပါဆိုမှထမိန်စကတ်ကပါသေးဒီတော့ခေါင်းကြီးကပြောတယ်အင်းဘယ်နေ့ဓမ္မစက်ရာတွေရှေးကွဲနောက်ကွဲဘေးကွဲဘိုက်ပေါ်နဲ့လာမလဲမသိဘူးဟုတ်ပြီလား နှခန်းဤဆိုတာကိုမပြောဘူးနော်မိကလိန်နာမပြောလို့ဘူးနော်အဝတ်စားလေတော့မြန်မာဓမ္မဆက်ချာနဲ့တူအောင်ဝက်နော်ဟုတ်ပြီလားအေးဓမ္မဆက်ချာဒီကမင်းကျော်မထားနဲ့နော်ဟုတ်ပြီလားဓမ္မဆက်ချာဘာနဲ့တူရမလဲဓမ္မဆက်ချာအသင်းသူ အသင်းသားမြန်မာနဲ့တူအောင်ဆင်မလို့ ဒီလိုဘုန်းကြီးနဲ့တော့ပြောရိတ်ထားမပြောနဲ့ဓမ္မစကြာထမိန်စကတ်ဆိုလားမသိပါနော်ဝတ်တာတွေ့ဘူးလားပြောပြောမညစ်နဲ့ဒီတော့ကို့ဘယ်နဲ့လို့ဖြေရသလဲဆိုတော့ဩမင်းကလေးတွေလှချင်มาပဲလေလို့ဟုတ်ပြီလားဒါပေမဲ့အင်္ဂါမကြီးရတော့မလုတ်ပါနဲ့တဲ့ကိုယ့်အိမ်ကိုကြမ်းမှာညွန့်ပြနေအောင်မမင်းကြီးမရေလှရောနော် ဘာနဲ့တူအောင်လို့မြန်မာဓမ္မစကြာမာလေးနဲ့တူအောင်ဝတ်ပါဟုတ်ပြီလားဒီတော့တလတစ်ချိန်လောက်ကိုယ့်အိမ်မှာဗာရိုးရမယ်ဓမ္မစကြာရိုးပိဋိဒေရိုးကြပဋ္ဌာန်းနေရိုးကြဘောဖိတ်ပြီးတော့ကျွေးကြမွေးကြပူဇော်ကြဒီလိုလုပ်တင်မှုလားဟေးကိုယ်တိုင်ရွတ်နိုင်ရင်လည်းရွတ်ဟုတ်ပြီလား ဓမ္မစัจ जा အသင်းတွေကိုရတဲ့မရှိလားဘယ်လောက်ကြက်တည်းရရှိလောက်ကြရလားလောက်တာနဲ့မလောက်တာအေးနေကြနေကြဖြစ်လာရင်အကုန်လေးဘက်ကားမယ်နော်အခုဝေသလီမှာပရိသရဲ့အကြီးရောအငယ်ရောကိုကျင်တရားတွေရွေးပြလာကြတယ် ရည်ရာကလည်းငါရပြီငါဝပြီငါချမ်းသာပြီငါပြည့်စုံပြီငါလိုပါပြည့်ပြီးအောင်နေရနေငါပြချောပြည့်လို့သေသေးအငယ်ရိကလည်းလူသိမသိလူချင်းမချင်းလူတန်ဝန်လူဝတရားလူချင်းဝယွင်းပြက်ပြီးတော့လာတယ်ဂုံတို့ဂုံမြိုင်တွေပါလာဒီလိုနော်နိုင်တဲ့လူက နိုင်တယ်လို့ပရိသတ်ကြီးလှုပ်တော့တာပဲအယယူတယ်ဒီတော့ဘာဖြစ်လာတယ်လဲလို့ဆိုတော့ မိကြီးမိတွေတော်ကြီးတော်လေးနှမအမသမီးတူမရဲ့လို့မဆင်ញင်တော့ဘူးတဲ့ကျွလွန်လာဖောက်ပြန်လာဒီလိုနော်ဝေသန်လီတရောမှပရိသတ်ရေဘာရီပေါ်တယ်လဲလို့မေးတော့ကျွလီမြန်မာစီဘီယာရပြီ နေရာတိုင်းဘာတွေပေါ်ပြောဟဲ့နေရာတိုင်းဘာတွေပေါ်ဘာတွေကြောညာမြန်မာစီဖီးယာရပြီဆိုဟမ်ဘုံကြီးကြောင်းပေါက်တတိုင်းကတ်လို့ကတ်ဖီးယာတတိုင်းကတ်လို့ကတ်နော်ဒါတော့ဖီးယာစောင်းတန်းကိုမယောင်းရမယောင်းရဘူးလဲပြောတယ်တောင်မို့ခြုံနဲ့လဲတောက်နေတာ ဟမ်ဒီတော့ဘုန်းကြီးတို့ပါရိသတ်ကြီးဒါပဲနိုင်ငံလေအေးဝေသာလီတရောမှာအဲ့ဒီအတော်အစားတွေကလည်းပေါ်လာတယ်ညညဆိုပြုံ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 နဲ့မလုပ်ကြပြောလေကွယ်နိုင်ကလတ်တွေဆိုဟမ်ပြောလေကွယ်ဘာတွေလဲ ဟဲ့ဒကာတွေပြောဟဲ့ရောက်ဘူးရဲ့ရောက်ဘူးရဲ့កောင်တွေပြောသားညစ်တယ်ဘာတွေပေါ်လဲအပြောအပါအကခုံတွေများမလားဘူးလားအမလေးအသူရာပြေနဲ့မချားတဲ့အတော်အစမ်းအပေါင်းအပြန်အပြောအပါတွေများ ပြီးတော့အသုံးဖြုံများတာပေါ့နော်အဲ့ဒီလို့ ရင့်မှုပြီးတော့ပျော်ပါနေကြတာဒီချိန်ဟာဖြစ်လို့အကောင်းဆုံးပဲလို့ဆိုတော့ကောသလဘက်ကတရှုံဝင်မကရဘက်ကတရှုံဝင်ဒီကြတဲ့စာနာယိခာနဲ့လူအင်အားကလည်းပဲပြည်သူနဲ့မမျှရှိတဲ့အသားအစာကလည်းဘာဖြစ်လဲကုံစင်းနှုံးနေမြင့်မားလာကုံစင်းနှုံးနေမြင့်မားလာတော့ဘာဖြစ်လာလဲတော့ ဘိက္ခကံလေဒုက္ကတမနုဿာပထမံကာလံကရွန်တိဒုဘိက္ခကံလေသာသယရိခာကလည်းရှားပါရှိတဲ့သာသယရိခာကလည်းကုံစေနှုတ်နေမြင်မှဝေါနအာမမြအောင်ယုတ်ကံတော်လည်းပဲမနက်သာညသာပြည့်ပြည့်စုံစုံမစားမတော့ရတဲ့အချိန်ကာလမျိုးတွေမှာဒုက္ကတမနုဿာ တနေ့လုံးမှာတနေ့စားရတဲ့လူစင်းရသမားတွေဟာပထမအရင်ဆုံးကာလံကရွန်တီကိုကံအရင်နဲ့အာဟာရပြတ်စုတီပြတ်ကျွေပေတတ်ကြလေကုန်ဤဘာဘူးလို့သေးတာအာရဒပြက်လို့ဘာဘူးလို့အာရဒပြက်တာတော့ကောင်းကောင်းမစားရလို့ဟုတ်ပြီလားတနေ့ရတဲ့လုံအားနဲ့တနေ့စားနဲ့လောက်ကြလားမလောက်ဘူး ဒီတော့စမ်းရတဲ့အစားအစာကလည်းပဲဗိုက်ပြပြီးရောဗိုက်တင်းပြီးရောတနတ်ပြီးပြီးရောဖြစ်တယ်လို့စားလိုက်ရတာမဟုတ်လားစားတဲ့အစာကဩဇာဓာပါရလားခန္ဓာကိုယ်လိုအပ်တဲ့အထောက်အပံ့အာဟာရဓာပါရလားလို့ရတဲ့အလုတ်ကပြင်းပြင်းထန်ထန်ခိုးခိုင်းတဲ့လူကလည်းငါဟာပြီးဖို့လိုတယ်မရမယ်သွေးသေးဒီလိုမဟုတ်လား မတန်တဆပြောပြောခိုင်းတာပဲမဟုတ်လားတထောင်ပေးပြီးတော့တထောင်ဖို့ပြီးအောင်လုပ်နိုင်ရင်ယေရှုတင်ဆုံးပဲညာလားညာဘူးနော်ဒီကကောင်းဝင်လည်းပဲပရိသတ်ရေရှိတဲ့လောအားလေးနဲ့မြင့်မားနေတဲ့ကုံစင်းနှုံးကို ဖြည့်ရှင်းဖို့ရာဆိုပြီးတော့တနေ့လုံးမှာကျို့တို့မြန်မာလူမျိုးကဘာစားသမင်းစားတာ ဒီလိုမဟုတ်လားစံစားတာဒီတော့ဘာဟင်းမှမပိုင်လို့နေနေထမဲပူပူလေးဘာဆန်းဘာဖြူကြက်သွန်လေးတစ်ချမ်းနဲ့ငပိလက်သေးလောက်လေးငပိပုတ်လေးနဲ့ဒါလေးနဲ့လည်းပြီးနိုင်တဲ့လူမျိုးပါလက်ဖက်တော့ကလေးနဲ့လည်းပြီးနိုင်တဲ့လူမျိုး အခုဘုန်းကြီးတို့ပရိသတ်ရေကျွတ်လူမျိုးနေခဲ့တာကဆံကိုပုတ်ကြီးတွေရိုင်ပါကြီးတွေစီကြီးတွေတူကြီးတွေနဲ့မရှိပါဘူးဆို6လစာတနည်းစားဒီလိုထားလာတဲ့လူတွေနော်စီဆိုရင်ရာဝင်ဝငါးဆန်းဝင်ဝစိတ်ဝင်ဝဆယ်ဝင်ဦးတွေနဲ့ထားပြီးတော့အနေကျကြီးမသုံးလာတဲ့လူမျိုးကဲအခုဆံက6လစာမပြောနဲ့6ရက်စာတော့ဘာနဲ့ဟမ် သုံးသီးဆိုကြည့်လိုက်တော့စပါးတွေအပြေးဆန်းနေလဲအပြေးချက်ပြုတ်စားတော့မယ်ဆိုတော့ဆန်းကဘယ်ရနေဝဲလာတယ်မသိပါဘူးကျွတ်ကျွတ်အိတ်ကလေးနဲ့ဝါနီကြောင်ကြားနော်ဇကွဲကတဝက်စီကကောစီမပါမစားတတ်တဲ့လူမျိုးမို့လား လစ်ပိုပလင်းနဲ့နဲ့ဘီဘီချိုရဘူးလေးနဲ့ကိုအဲ့ဒီပလင်းအောင်တော့မဟုတ်တော့ဘူးပလက်စတိတ်ထုတ်လေးနဲ့ဖုံးကြီးနဲ့နော်တွေ့တွေ့လုံးနဲ့မျိုးသစ်သွားတွေ့တယ်အောက်ဆုံးကကြက်သွန်ဦးလေးနဲ့ကြက်သွန်ဖြူလေးနဲ့ရုပ်သီးလေးနဲ့ခန့်ညင်သီးလုံးလေးနဲ့ဟုတ်ပြီလားဆီထုတ်ကလေးနဲ့အောက်ကပြီးတော့ဆန်ကြွကြွအဲ့ဒီထုတ်ကလေးနဲ့တို့လိုတွေ့လောင်းလေအဲဘောက်တာလဲလို့ပြီးတော့အင်းရောက်တော့ချက်စားကိုဟာ ဒီလိုမြင်ရမဲ့နိုင်ငံမဟုတ်ဘူးပြိတ္တိုက်ဒီလိုလည်းပဲမြင်ရမဲ့မြို့မဟုတ်ဘူးစီပင်းလာလိုက်တာမြို့ကြီးဘယ်နှခါချဲ့သွားပြောလေချဲ့ဘူးလားလေးမြို့နယ်ကနေဘယ်နှမြို့နယ်ဖြစ်ကျန်တဲ့လေးမြို့လည်းချဲ့ဘယ်နှမြို့နယ်ဖြစ်၅မြို့နယ် ဟာများသေးတယ်ဆိုတို့ချိုက်တာပြိတ္တာကြီးကျွန်းတစ်ဘာတော့ရောက်ရောမလားအောင်သားရတို့ဟမ်ပြောတော့ပြင်အောင်သားရဒဇက်မကိုမသားရဘူးအဲ့ဒါဒီနှစ်တော့လို့၃နှစ်၄နှစ်ဘုန်းကြီးအနာပေးပါအောင်လို့ဖခင်ကြီးပေးအောင်စီမံပေးရစေအောင်ညာဝတ်တွေပြက်တယ်လို့တခါတလေသကောင်တနွဲမှတပွဲဆိုရင်၃နာရီခွဲမှဘလင်ကဆင်းခဲ့ရတယ် မျိုးရက်ကပြီးမှမျိုးသစ်ပြီးမျိုးသစ်ကူးသွားတာကူဗျအဲ့ဒါဒီနေ့တော့မျိုးသစ်တွေပြေးမယ်လို့သတင်းလေးတွင့်ကရှိတဲ့အောင်သာယာရင်ပြေးချတာဟာနမိတ်ကောင်းတယ်ဟေးအောင်သာယာအရင်ဆုံးပြေးဟာဆိုသွားကြည့်တာဟိုကြတော့ဘွက်ကြီးတယ်ပဲကံကောင်းလို့ကိုပါဘွက်နဲ့တော့မလို့ဟုတ်ပြီလားပြီးတော့ဘာလုပ်ထားသလဲလို့ဆိုတော့တရားစင်ပလင်ကရေအိုင်ထဲမှာသရာထိုးပြီးစောက်ထားတာ အမလေးဝါလေးလေးငယ်ချောင်းလုံးကျိုးတည်ပြီးတော့ရှောက်ဝတ်ဟိုပေါ်ရောက်တော့တန်ရာလေးပေါ့ထိုင်ဘုန်းကြီးကြွလာတဲ့ဆိုတော့သူတို့မှပြောလို့တယောက်ပြီးတယောက်သရာလေးပေါ်ကနေစင်ပေါ်လာရှင်ဘုရားဘာလို့သေးတော့ဖះတပိတော်တို့တော့တန်နိုင်တော့စီမံထားတာဖះလိုရာရှိမိတ်ရှိပါဖះလိုအပ်ချက်တွေမပြည့်စုံရင်လည်းခွင့်လို့ပေးပါဟာပြည့်စုံတယ်ပြည့်စုံတယ်ဘုန်းကြီးကနေတတ်တယ်မလိုဘူးဘာမှမလုံးနဲ့ ဒါလည်းမရဘူးတယောက်ပြီးတယောက်လာကြတော့ချစ်တာကိုဥက္ကဋ္ဌလာတော့မှတပိတော့ဥက္ကဋ္ဌပါဘုရားဆိုတော့လာဟုတ်ဆိုတော့ဥက္ကဋ္ဌကရှင်ဘုရားဘာများလိုရတော့ဘာမှမလိုဘူးဥက္ကဋ္ဌကြီးလိုတာပြောရင်စိတ်ထဲအနှောင့်အယှက်မဖြစ်နဲ့နော်အမင်းသာရှိပါဘုရားဒီစင်မော်တယောက်မှမတက်ပါစေနဲ့စင်ကြီးကလုံ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 ယုံညာကြရင်တော့ဒုက္ခပဲကိုပြောလဲမပြောရဲ့ နော်ဥက္ကရဏလာတော့မှအဲ့ဒါလေးပြောပြအကုန်လုံးမောင်းချအဲ့ဒီတော့မှတရားဟောပြလာဥချလို့ကြည်လာတော့အကုန်လုံးမဲ့ပဲပြီးနှချောင်းပချောင်းကိုပြုတ်နဲ့ချောင်းတာပဲအဲ့ဒါဘယ်ရသွားတဲ့ဟာတွေတော့မြို့တဲကမယမ်းချန်တို့တိတာဥလို့မလွတ်လို့ဆိုပြီးရှင်းတော့အေးအာထုံးမို့လားပြောလေ မယံယံတိတာဥတုံးကပရိသတ်ရေဓမ္မယုံတရားဟောလာတော့ရွှေ့လိုက်တော့အေယာထုံးစုရောက်သွားကြတော့အေးတို့ဘုန်းကြီးလေးပင်အောင်မှာပဲဆိုပင်သွားတရားကို10နှစ်ဆက်မို့ဓမ္မယုံနဲ့နေရာနဲ့ဟန်ကြပန်ကြဖြစ်နေကြတယ်အခုတခါကံတော်ကြီးဇင်မာကဲမလွတ်လွတ်ဆိုရွှေ့တာအောင်သာရရောက်ပါရောအောင်သာရရောက်ပြန်တော့လည်းတို့ဘုန်းကြီးပင်အောင်မှာပဲဆိုတော့သွားလိုက်ရပြန်ရော ပြောခဲ့တယ်နောက်တခါဒီနန်းကနေမช่วยရင်ငါမလိုက်တော့ဘူးလို့ဟုတ်ပြီလားအမလေးပရိသတ်ရေရရနာဘုံကိမ့်မှတဲ့မန်းရာပြေကျော်ရင်မန္တလေးမြို့ကြီးကုံလူနိဗ္ဗာန်မိသုံးချိန်လောင်ရင်မယ်နော်နံမြို့ရုပ်ကျုံနေအသစ်သက်ဖွယ်ပေါ်ထွန်ရင်မယ် မြို့သစ်တေမြို့သစ်တေတိုးချက်ပြီးတော့ရွှေကျိုးနဲ့နမိတ်အစရောင်ကျက်ပြမကြစီကားရင်မယ်လာပြီနော်အခုဗမာလိုဘလောက်60နဲ့9 10မိနစ်ဆိုရင်80မန္တလေးမြို့ကြီးတဲတာ150ပြည့်ပြီရာပြည့်အတွင်းတော့ကရတနာဘုံဂိတ်တပတ်ပေါ်ခဲ့တယ် နှစ်ရာအတွင်းမှာယရဏဘုံဂိမ့်တပတ်လာနေတယ်။နမ်းမြူရုံကျုံနေအသစ်သက်ဘွယ်ပေါ်ထုံးရင်မဲ့ရွှေကျိုးနန္ဒမိတ်အစရအောင် ကြက်ပြန်းမှာကြတူးချက်စီကားရစ်မဲ့တဲ့ရွှေကျိုးနန္ဒမိတ်ကတောင်ကိုလမ်းတော်ဒုဋ္ဌဝတိအနောက်လမ်းတော်အေယာဝတိမြောက်လမ်းတော်မရယာမြစ်အရှိလမ်းတော်နတ်တောင်နဲ့ရေတကွန်တောင်တန်းမရွှေဘူးတောင်တန်းကြီးပြနော်အဲ့ဒီတောင်ကြီးရောက်အောင်ကြက်ပြန်းမှာကြစီကားရစ်မဲ့တဲ့ ဒါတွေဟိုတုန်းကဘုန်းကြီးတို့စာတက်ရှင်တုန်းကစာရဆော်ကြီးတွေကလက်ရှင်ကမ်းတာဒန္တာဤလပုံပြင်လယုံတန်းလတိုက်စာလလို့ကိုယ်လည်းအောင်းမမိကိုကိုအသက်လျှောက်ထဲတဲ့ရောက်လာပြီဟာပရိသတ်ကြီးပညာရှိတို့အမြင်တွေဟာပြည့်ကြည်တာတဲ့ခဏိမှန်းနေတယ်နော်မိုးစွန်နေပါအစာဝဝူကြီးတွေပေါ်ထွန်းရဲ့မဲတဲ့မော့ကြည့်လျင်စရုံးကြီးလျော့ကြမဲမော့ကြည့်ရဲ့ ကိုမော့ကြည်စားစရုံးပြေကြရောလို့မဟုတ်ဘူးပတ်လက်တောင်လန်လဲဦးမယ်ဘာဖြစ်လို့တော့မြင့်လွန်းတော့နော်62 63 64 65 69 68ခရစ်သက်ကြည်ဒီတော့ကမန္တလေးသုံးတတ်တိုက်ဆိုတော့လက်ချိုးသုံးချောင်းမချိုးပါဘူးဗျာနော်တနေ့လုံးတည်းလို့ကားစီမမြင်ရပါဘူးခုမြတူသေးလား ရတနာဘုံကိန်းနေရဒီလိုလာတယ်နော်မန္တလေးမြို့ကြီးကိုဖြည့်စည်းမဲ့ရန်သူကမိရဲ့တဲ့ရေးရဲ့အချင်းချင်းစိတ်ဝမ်းကွယ်မှုတွေရဲ့တဲ့ဘယ်နှမျိုးလဲပါတယ်တော့မိရဲ့ဒီကိန်းတွေကိုမင်းတို့ရှင်မင်းသိတယ်ပညာရှင်တွေကလည်းပြောတယ် မိကိန်းကိုမကြီးနဲ့ချိန်မဲ့ဆိုပြီးလေးပြင်းလေးရမကြီးတွေစိုက်တာပဲဒါမိလောင်ညာတော့လောက်ပြန်မစီပင်ဘူးဆိုတာမရှိเสียဘူးတဲ့ဒါကြောင့်တချို့ကပြောအမလေးမိလောင်လိုက်တာတော့ကောင်းကောင်းတော့ဘာဘူးလို့တိုက်ဖြစ်လို့ရှစ်တာပဲရေကိန်းချေဖို့တားကောင်းတာယူရိခမြောင်းသွဲတွေချ နိညာရေဝံမြန်ခန့်ပြီးတော့ပရိသတ်ရေကြည်ကြဆောင်ရဲစေတယ်အချင်းချင်းစိတ်ဝမ်းကွယ်မှုတွေမဖြစ်ကြစေဖို့ရက်ွယ်တိုင်းဓမ္မယုံတည်စူးစီးစေတယ်ဒီလိုနော်အခုတော့ဃောဘကကလည်းဘာဖြစ်နေကြတဲ့လားအော်ပြောဟာဃောဘကကလည်းအသိအဖွဲတွေကလည်းအုတ်ချုပ်ရေးတွေကလည်းဟာ တိမ်နဲ့စုနေတဲ့လင်မယားကလည်းသာမိခြင်းလည်းညီကိုချင်းချင်းမာခြင်းလည်းမောင်နှမခြင်းလည်းသီလချင်းချင်းချင်းဘုံကြီးချင်းချင်းတို့တို့ပြောနောက်ကစရော်တွေရှိတယ်နော်ဖြစ်လာတာတော့အပြစ်ပြောတာမဟုတ်ဘူးဖြစ်လာတာလေကြီးထက်အောင်တင်ပြဒီတော့ဝေသားလီမှာပရိသတ်ရဲ့ဓာတ်လောက်တဲ့တိုင်းကြီးတွေ တို့ချက်ပေးချက်ပြမညာစီကလာတော့လူဦးရေနဲ့ရိတ်ခါနဲ့မမြဘူးတဲ့ကုံစင်းတော့ကလည်းမြင်မလာတော့ဒုဗ္ဗိခကာလေဒုက္ကတမနုပ္ပထမကာလကရွန်တိဒုဗ္ဗိခကာလေသာနာရိတ်ခါကလူဦးရေနဲ့မမြကုံစင်းတော့နဲ့မြင်မပြီးတော့လာခဲ့ပြီဆိုတော့ ဒုက္ကတမနုဿာတနေ့လုံးမှတနေ့စမ်းရတဲ့လက်လုံးလက်စားလူစင်းရဲ့ဗမာတွေဟာပထမအရင်ဆုံးကာလကရုံးဒီသုတိပြကျွေပေကြလေဤဘသူတွေအရင်ပေတော့ဘာဖြစ်လို့အာဟာရဒချိုးတာစားတဲ့အစာကပရိသတ်ကြီးဘိုက်ကဘိုက်တင်းတာရှိတယ်လိုအပ်တဲ့ဩဇာဒစားသမျှတွေကအိမ်သာတဲ့မစင်ကြီးချင်းဖြင့်အပုံနာသွားတာ ခန္ဓာကိုယ်လိုအပ်တဲ့အစီတဩဇာတကြမပြည့်မိဘူးတဲ့အစာကအာဟာရတချို့နေတဲ့ဒီလိုနော်ဒီတော့လုံရတဲ့အလုတ်ကပင်ပင်ပန်းပန်းကုံဆုံးသွားတဲ့ခွန်အားပြည့်မိအောင်အစာကြတော့တရက်နှစ်ရက်တလနှစ်လကြာတော့ဘာဖြစ်လာသလဲလို့ဆိုတော့လူတွေကြည့်လိုက်ဘုန်းကြီးတို့ပြိဿကြီးနှချောင်းပချောင်းပြုတ် ပြီးတော့အိုရမယ်အရွယ်မို့ပဲနဲ့အိုရုပ်တွေပေါ်လာကိုကံအားတဲ့နဲတဲ့လက္ခဏာတွေနော်ဒါကြောင့်သုံးသီးစားဆိုတဲ့လူတွေဩတနေ့ထက်သုံးခါရလူတွေကတော့ရုပ်တွေပြည့်ပြည့်ဖြူဖြူမိုးမိုးမောက်မောက်ကြီးကြီးလင်းလင်းနေမှာပဲဟဲ့ပြည့်စုံတယ်ဆိုပြီးတော့အဲ့ဒီသုံးသီးစားတွေပြသမ်းမှာဟဲ့လို့ဆိုပြီးတော့ခေါ်ကြည့်လိုက်တော့အမတ်လေးမျက်လုံးကလက်တက်၌နှချောင်းပချောင်းကိုပြုတ်ရုပ်ကိုမပြီးတော့ ပြီးတော့သူတို့ကပြောလိုက်သူဘုန်းကြီးဟဲ့တနေ့သုံးခါကျွေးတင်တာပူပါသည်ဟုတ်ပြီလားဇဘာစိုက်ပြီးအိမ်ဇဘာတော့မမြင်လိုက်ရဇဘာကြည့်တဲ့ဇဘာမရှိတော့ဘူးနော်ဒီလိုဖြစ်လာကဲတာထားကုန်သေးနှုံနေက မြင်မပြီးတော့စားစရာရိတ်ခါကရှားပါ စာပြန်တော့လည်းပဲအာရဒချိုးတဲ့အစာကိုဘိုက်ဝပြီးအောင်စားကြရတဲ့လူစင်းရဲတွေကိုခံအားတွေယော့ယော့ပြီးတော့ပိဆမှုအင်းအားကကုန်အစာကကုန်တဲ့အင်းအားကိုမဖြစ်နိုင်ဒီတော့ဘာဖြစ်ကိုခံအားတွေပြက်ကိုခံအားတွေပြက်လာတော့အိုရမယ်အယွယ်မဟုတ်ကြသေးပဲနဲ့ဘာယုတ်ပေါ်ဘာယုတ်ပေါ် လူစင်းရဲ့ဆိုတာစိတ်ကလည်းထွေသွားပြီမဟုတ်လားနော်ဘာဖြစ်လို့မပြည့်စုံလို့အဲ့ဒီမပြည့်စုံတဲ့အဲမှာကိုယ်လူရဲ့အစာမပြည့်စုံတာအဆုံးဆုံးပဲနော်ဒါကယူဆိုင်နော်အိမ်နိုင်အိမ်နဲ့အစာအတွက်နဲ့ခဏိဘောကိုယ်လူတွေစားစရာအတွက်အိမ်နိုင်ပူးနေတယ်နော်တော်တော်များများဟာ အိမ်မှာဆန်6လသာရှိရလားမရရဲ့ ်လေးလသာရောသုံးလသာရောနှစ်လသာရောတစ်လသာရော88တုံးကရှိတယ်ဟုတ်ပြီလားအခုပရိသတ်ရေတဲမရှိဘူးပေါ်ပေါ်မလုံးနဲ့เนาะဆန်တပြီးအခုဘယ်လောက်တထောင်ကျော်သေးတယ်တဲ့ဟုတ်ပြီလားဒါဘုန်းကြီးကပြောတယ်တရားလုံးများဖြစ်ရင် ကောင်းမှာပဲကိုလူတွေထတော့ခုံသေး ဟမ်ခொနှစ်ချက်ကိုမပြောလို့ပါဘူးဖြစ်မှလည်းမဟုတ်တော့ပါဘူးဟုတ်ပြီလားဒီတော့ဝေသာလီမှာပရိသတ်ရေကုံစင်းုံနေမြင်မှာလူဦးရေကထူပြောပြီးတော့သာနာရေခါနဲ့မလုံလောက်ဒီလိုဖြစ်တာနော်လူဦးရေမတိုးတက်လားမြို့ဘဏ္ဍာချဲ့တော့အာမြို့မှာတော့ညလည်းဖြုံ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 နဲ့ပျော်ပွားတယ်နော် တောက်ကြစားကြပြောကြပါကြမိကြီးမိတွေတော်ကြီးတော်လေးနှမအမညီမတူမ သမီးရဲ့လို့စောင်းချောင်းမှုရှိတော့ပြည့်စည်လား